မင်္ဂလာပါအခရာစပေါ်ရဲ့ချန်ပီယံလိစီမီဖိုင်နယ်ဆင်ပွဲစဉ်တွေပွဲကြိုသုံးသက်ချက်စီစဉ်နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ခရိုင် host ကောင်းကံတန်းဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိင်ကစားမဟောင်းတန်းအောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ဒါချန်ပီယံလိရဲ့ဆီမီဖိုင်နယ်မှာတော့တကယ်အသင်းကောင်းတွေကြီးပဲကျွန်တော်၄သိန်းပဲကျန်တော့တယ်ဒီထဲမှာမှကျွန်တော်ပထမပွဲစဉ်အနေနဲ့ပဲပွဲစဉ်လေးတွေများရွေးချယ်ပေးထားလဲဆိုတော့ပြပြပြပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီတစ်ခေါက်ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့ Champions League Semi Final အဆင့်ရဲ့ပထမအဦးဆုံးပွဲစဉ်ဖြစ် Arsenal တင်းနဲ့ PSG တင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာလက်ရှိတော့ Arsenal အသင်းကလည်းတကယ် Champions League မှာသူတို့အနေနဲ့အခြေအနေကောင်းနေတဲ့ပုံစံကောင်းနေပြသပြီးတော့ Semi Final အဆင့်ကိုတက်လန်းလာခဲ့တာ Quarter Final အဆင့်မှာဆိုလို့ရှိရင်လည်း Champions League ရဲ့ဒါဝါရင်အသင်းတသင်းဖြစ်တဲ့ Real Madrid အသင်းကိုသူတို့အကောင်းဆုံးဖြုတ်ချပြီးတော့မှဒီအဆင့်ကိုတက်လန်းလာခဲ့တာတစ်ဖက်က Paris Saint-Germain အသင်းကလည်းသူတို့ရဲ့ပြည်တွင်း League မှာလည်းပုံစံကောင်းနေပြသနေတယ်လို့တစ်ဖက်က Champions League မှာလည်းသူတို့ပုံစံကောင်းနေပြသပြီးဒီအဆင့်ထိတက်ရောက်လာခဲ့တာဖြစ်တဲ့အတွက်ဒီနေ့အသင်းရဲ့ ထိတ်တိုက်တွေးဆမှုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေရဖြစ်ပြီးဒီနေ့သင်ရဲ့ရှေ့ရပွဲစဉ်တွေရလက်တင်တဲ့အတွက်ပဲစားလိုက်ကြအောင်ဗျာ။ ဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တွေကိုပြန်ကြည့်မယ်ဆိုတော့အာဆင်နယ်အသင်းကတော့နောက်ဆုံး၁၂ပွဲစတိုင်းမှာပေါ့နော်ကျွန်တော်ပြိုင်ပွဲဆုံး၁၂ပွဲစတိုင်းမှာရှုံးဝဲမရှိသေးဘူးအဲကျွန်တော်ဝက်ဆန်အောင်ဖေဖော်ဝါရီမှာရှုံးပြီးတဲ့နောက်ပိုင်း၁၂ပွဲစတိုင်းမှာတည်ရင်နဲ့နိုင်ပွဲတွေကြီးပဲရထားတယ်အဒီချန်ပီယံလိမှာဆိုလဲကျွန်တော်တို့ PSG နဲ့နှစ်ကြောမှာတစ်ကြောကိုတည်ကြတယ်တစ်ကြောကိုနိုင်ထားတယ်ကျွန်တော်ဒီ Real Madrid တော့နှစ်ကြောလုံးကျွန်တော်တို့အနိုင်ရရှိပြီးတော့အိမ်ဝေးဝင်းဝင်းအနိုင်ရရှိပြီးတော့ဒီအခု Semi Final ဆင်းကိုတက်လာတာဗျတစ်ဖက်ကကျွန်တော်တို့ PSG ကကြောင့်နည်းနည်းလေးထူးဆန်းတယ်အဲသူကကြောင့်ဒီ Semi Final ကိုတက်လာတဲ့လမ်းကြောင်းမှာသူဒီကျွန်တော်ရာသီအစပေါ့နော်ချန်ပီယံလိ League Phase တဲကလည်းအရင်ကတော့အစပိုင်း ုင်းမှာကောင်းတဲ့အနေထားမှာမရှိဒါပေမဲ့နောက်ပိုင်းမှာတော့တောက်လျှောက်နိုင်ဝဲတွေရယူပြီးတော့လိမာလဲသူတို့ဒီပြီးခဲ့တဲ့ဒီအခုပွဲစဉ်မတိုင်ခင်မှာရှင်မြန်ကစားခဲ့တဲ့ OGC Nice နဲ့ပွဲမတိုင်ခင်နေသူတို့ရဲ့ဒီလီဂူးပွဲမှာဆိုလဲရှုံးဝဲမရှိဆန်ကျင်တဲ့ဇက်တိုက်သူချန်ပီယံဖြစ်ဖို့အတွက်ကျွန်တော်ရေပန်းစားနေတဲ့အနေထားဒါပေမဲ့ဒီအခုဂျာရဲ့မှာဂျာရဲ့ဆိုတော့ကျွန်တော်စိတ်နှင်းမှာပေါ့နော်ရှင်မြန်ကစားခဲ့တဲ့လီဂူးပွဲ OGC Nice နဲ့ပွဲမှာတော့ Nice ကို၃ခုတခုနဲ့ရှုံးနေခဲ့လိုက်တယ်ဗျအဲ့တော့သူတို့ကတော့လီဂူးပွဲမှာသူတို့ရဲ့ရှုံးဝဲမရှိဆန်ကျင်ကတော့ရက်တက်သွားပြီဒီအခုချန်ပီယံလိမာကြောင်းနည်းနည်းလေးထူးဆန်းတာ PSG ကသူတို့ကြော်ဖြတ်ခဲ့ရတဲ့ကျွန်တော်ဒီ quarter final အဆင့်မှာ16တင်းအဆင့်မှာသူတို့ကြော်ဖြတ်ခဲ့ရတဲ့ပြ ြန်ပက်တွေကကျွန်တော်ဒီ Arsenal ရဲ့အဲကျွန်တော်ဒီပြန်ပက်တွေဖြစ်တဲ့ Premier League ပြန်ပက်တဲ့နေ့ဖြစ်တဲ့ Liverpool နဲ့ကျွန်တော်ဒီ Aston Villa ပြအဲ့ဒီနှစ်ပွဲလုံးမှာလည်းသူတို့ဒီအိမ်ကွင်းအဝေးကွင်းထဲမှာကျွန်တော်တို့ဒီရက်လက်တွေကတကြောစီနိုင်ပြီးတော့တက်လာတယ် Liverpool ကိုကျွန်တော်တို့အိမ်ကွင်းမှာတကူးကူးမရှိနဲ့ရှုံးတယ်အဝေးကွင်းမှာတကူးကူးမရှိနဲ့ပြန်နိုင်ပြီးတော့အချိန်မူ Penalty နဲ့မှာ Penalty နဲ့နိုင်ပြီးတော့နောက်ဆင့်တက်လာတယ်တစ်ဖက်ကကျွန်တော်ဒီ Aston Villa နဲ့တွေ့တဲ့ပွဲစဉ်မှာလည်းသူတို့ဒီအိမ်ကွင်းမှာကျွန်တော်တို့၃ဂိုးတကူးနဲ့နိုင်တယ်အဝေးကွင်းမှာ၃ဂိုး၂ဂိုးနဲ့ပြန်ရှုံးပြီးတော့မှာသူတို့ဒီနှစ်ကျော်ပေါင်းရလနဲ့နောက်တစ်ဆင့်တက်လာတဲ့အနေဒါအဲ့တော့ PSG ကတော့ကျွန်တော်ဒီအခု Champions League ပွဲစဉ်တွေမှာသူတို့ဒီတပွဲနိုင်တယ်တပွဲရ ှုံနေဒါပေမဲ့နောက်တစ်ဆင့်ပုံမှန်လေးတက်နေတဲ့အနေအထားလေးတွေ့ရတယ်အဲ့ဒါအောင်မှာသူတို့ဖြတ်ကျော်လာတဲ့ပြိုင်ဘက်တွေကလည်း Premier League ကကလပ်သင်းတွေဆိုတော့ Premier League အသင်းတွေနဲ့ PSG အသင်းကြီးဆိုင်ရတာတိတ်တော့မစိမ့်တော့ဘူးဆိုတဲ့အနေအထားလေးမှာရှိတယ်ပြီးတော့ဒီနှစ်သင်းကလည်းဒီယာတီမဆခင်မှာလည်းအဲကျွန်တော်တို့ League Face မှာလည်းတွေ့ပြီးထားတာဆိုတော့ဒီပွဲစဉ်မှာတော့ဘယ်လိုရက်လက်မျိုးလေးပြန်ထွက်လာမလဲပထမတော့ကကျွန်တော်တို့ရှုံးဝဲကို PSG အနေနဲ့ပြန်ပြီးဆက်နိုင်မလားပေါ့နော်အဲ့လေပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်လက်ရှိအနေအထားတော့ PSG ကကျွန်တော်တို့သူတို့ရဲ့ League 1ပွဲစဉ်တွေမှာရော Aston Villa နဲ့ပြီးခဲ့တဲ့ဒုတိယကြော Champions League ပွဲစဉ်တွေမှာရောရှုံးနေထားတာဆိုတော့နောက်ဆုံး၅ပွဲမှာတော့၂ပွဲထိရှုံးနေထားတဲ့အနေအထားလေးတွေ့ရတယ်ဗျဒါပေမဲ့ Arsenal က ော့နောက်ဆုံး၅ပွဲမှာလည်းရှုံးဝဲမရှိတယ်လို့နောက်ဆုံး၁၂ပွဲဆက်တိုက်ရှုံးဝဲမရှိဘူးဆိုတော့အနေအထားတစ်ခုကဒီတစ်ခေါက်တွေ့ရဲ့သူတို့ရဲ့အိမ်ကွင်းမှာတော့ပို့ပြီးတော့မြန်ပြည်ရဲ့ဂျီတင်ကိုနိုင်မှုတော့ရေပန်းစားနိုင်မလားဗောနော်အဲ့လေပြန်ပြီးစောင့်ကြည့်ဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒါ league ပိုင်းဆိုင်ရာမှာတော့ဒါ Arsenal တင်ရတော့လက်ရှိဒါကျွန်တော်တို့ Premier League မှာဆိုရင်အဆင့်2နေရာနဲ့တော့ရာသီတင်သွားခဲ့ပြီဆိုတော့ဒီဘက်ကကျွန်တော် Champion League ကိုပြန်ကြည့်မယ်ဆိုရင်တော့တို့အနေနဲ့ရှုံးထွက်အဆင့်မှာတကယ်ကိုပုံစံကောင်းလို့ပြသခဲ့တာဗျဆိုတော့ PSV အသင်းကိုပထမအကြော့မှာ goal ပြန်နဲ့နိုင်တယ်ဒုတိယအကြော့မှာတည်ရေကစားတယ်နောက်ကျွန်တော်တို့ဒီ ရီယယ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူနှစ်ကြော်စလုံးကိုအနိုင်ကစားခဲ့ဗျာဒါသည်ရီယယ်မက်ဒရစ်လိုအသင်းမျိုးတော့သူတို့အနေနဲ့အနိုင်ကစားနိုင်တယ်ဆိုတော့သူတို့စီမှာဒါချန်ပီယံစပီရစ်တွေဒါရှင်သန်နေရလို့ကျွန်တော်ပြောရမှာဗျာသူတို့အနေနဲ့ဒီရာသီချန်ပီယံလိစူဖလာကိုတိမ့်ပိုက်ဖို့အတွက်သူတို့အကောင်းဆုံးအနေထားကိုရောက်ရှိနေပြီလို့ယုံကြည်နေကြမှာတော့သိကြတယ်တစ်ဖက်ကပရစ်စင်ဂျာမင်အသင်းကတော့ဒီဘက်နောက်ပိုင်းရလက်လေးတွေတဖြည်းဖြည်းနဲ့ပြန်ပြီးဆိုးဝါးလာတယ်ဗျာအရင် PSG ပုံစံမျိုးထက်ဒါ Nice အသင်းကိုလည်းနောက်ဆုံးပွဲစဉ်မှာဒါ3-1ဆိုတဲ့ရလက်နဲ့ဒါတကယ်ကိုဒါ PSG အသင်းပေါ့နော်တရားသီလုံးစာသူတို့ကြိုးစားလာခဲ့ တဲ့အရာတွေအကုန်လုံးကဒီ nice အသင်းကိုဒါ3-1နဲ့သူတို့ထပ်ပြီးတော့ရှုံးလိုက်တဲ့အခါမှာနေတာရှုံးဝဲမရှိစံချိန်လုံးဝရက်တက်သွားတယ်ပေါ့နော်ဆိုတော့ဒီအနေထားတွေလည်းရှိတယ်လို့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါ Champion League မှာဆိုရင်လည်းသူတို့အနေနဲ့ရှုံးထွက်အဆင့်တွေမှာတကြောစီရှုံးနေခဲ့တယ်ဗျဒီအနေထားတွေကြောင့်ဒါ Premier League Champion အသင်းရဲ့တည်ငြိမ်မှုကဘယ်လောက်ထိရှိပါမလဲဆိုတော့ကျွန်တော်တစ်ချက်စဉ်းစားမိတယ်တကယ်ဖောင်ပုံစံကောင်းတယ်ဒါကစားသမားအစုအဖွဲ့အင်အားအရန်ကောင်းနေဆိုပေမဲ့သူတို့ရဲ့ဒါကျွန်တော်တို့ဒီ Champion League သွားနေတဲ့ပုံစံကကျွန်တော်အရင်ကြီးတော့ကျွန်တော်တို့အဲဒီ အာဆင်နယ်ထက်ဆိုင်ပေါ့နော်အနည်းငယ်ဒါကျွန်တော်တို့ရော်တီရော်ရဲ့ဖြစ်နေတဲ့ပုံစံလေးတော့ကျွန်တော်မြင်တွေ့ရပြီဒီတစ်ခေါက်ကတော့ဒါကျွန်တော် semi final လည်းဖြစ်တယ်အရေးကြီးပွဲစဉ်လည်းဖြစ်လာပြီနိုင်ရင်ကျွန်တော် final တက်ကမယ် final ဆိုရင်တော့ကျွန်တော်တို့ superla နဲ့လက်တကန်အကွာကိုရောက်လာမှဖြစ်တဲ့အတွက်နှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှဖြစ်တဲ့လို့ပထမအကြောင်းအနေနဲ့အာဆင်နယ်အသင်းကတော့အိမ်ကွင်းမှာရှင်ပြိုင်ကစားမှာလည်းဖြစ်ပါပြီဗျ ဟုတ်ကဲ့ပါကိုကြီးကျွန်တော်အာဆင်နယ်အသင်းနဲ့ဗလန်ရှင်းဂျာမန်အသင်းတို့ကဒါချန်ပီယံလိဂ်မှာဒါထိတ်တိုက်တွဲဆမှုလေးရှိမှလည်းရှိခဲ့တယ်ဗျာသူတို့ရဲ့ထိတ်တိုက်တွဲဆမှုအကြောင်းလေးတွေနဲ့ပြောပြပေးပါဦးဘယ်အသင်းကအားသာချက်တွေပိုများနေလဲဗျာဟုတ်ကဲ့ပါကိုကြီးဒီနေ့အသင်းရောချန်ပီယံလိဂ်မှာထိတ်တိုက်တွဲဆမှုကတော့ကျွန်တော်ဒီအရင်အများကြီးထောက်မရှိဘူးဗျာအချန်ပီယံလိဂ်မှာ2016တုန်းကတော့သူတို့ group stage မှာတော့နှစ်ချောတွဲဆခဲ့ဘူးတယ်ပြီးတော့ DRD ပေါ့နော် DRD ချန်ပီယံလိဂ်ရဲ့ league phase မှာကျွန်တော်ဒီအာဆင်နယ်အသင်းရဲ့အိမ်ဝင်မှာတွဲဆမှုတယ်ဂျားထဲမှာတော့ကျွန်တော်ဒီ official tournament မဟုတ်တဲ့ကျွန်တော်ဒီ Yadi Tu ခြေစမ်းပွဲမှာလည်းတစ်ခေါက်တွဲဆမှုတယ်အာဆင်နယ်အသင်းကတော့ပို့ပြီးတော့အသာကြီးရနေတာတွေ့ရတယ် 2016ကကျွန်တော်ဒီ group stage မှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးကတော့တည်ကြခဲ့တယ်။ PSG ရဲ့အင်ဝင်းမှာတကူးစီတည်ကြတယ်လို့ Arsenal တဲ့အင်ဝင်းမှာတော့နှစ်ကူးစီတည်ကြတယ်။အဲ့ဒါအပြင်ဒီရာဒီပထမကျွန်တော်ဒီ lead phase မှာပေါ့နော်အဆုအဆင့်မှာရှင်မြန်ကစားခဲ့တဲ့ Arsenal တဲ့အင်ဝင်းပွဲစဉ်မှာတော့နှစ်ကူးကူးမရှိနဲ့နိုင်ထားတယ်ဗျ။အဲ့တော့ official tournament မှာတော့ Arsenal က PSG ကိုရှုံးဝဲမရှိသေးသလိုပေါ့ခြေစမ်းပွဲတွေမှာလည်းကျွန်တော်ဒီတစ်ချိန်ရှင်မြန်ကစားခဲ့တဲ့အချိန်မှာရှုံးဝဲမရှိသေးဘူး။အဲ့တော့ဒီတစ်ချိန်တွေ့ဆုံတဲ့အချိန်မှာတော့ Arsenal အနေနဲ့ဒီရက်လက်ပိုင်းကောင်းမှုမျိုးဆက်ပြီးတော့ထိန်းသိမ်းနိုင်မှာဒါမှမဟုတ် PSG ကလည်းဒီရာဒီမှာသူတို့အသင်းရဲ့ကျွန်တော်ဒီပြောရမယ်ဆိုရင်ကျွန်တော် Premier League ကလပ်အသင်းတွေကို ော်ဖြတ်လာတဲ့သူတို့ရဲ့စံချိန်ကောင်းတစ်ခုလည်းထပ်ပြီးထိမ့်သိမ့်နိုင်မလားပေါ့နော်အဲ့လေပြန်စောင့်ကြည့်ရဖို့ရှိမယ်နောက်တစ်ထူးခြားတစ်ခုကဒီနှစ်သိန်းကအဲကျွန်တော်ဒီ2016က group stage မှာတွေ့ဆုံခဲ့တော့တစ်ဖက်နဲ့တစ်ဖက်နဲ့တေးရက်လက်နဲ့အနိုင်ရှုံးမပေါ်ခဲ့ပြီမယ်လေဒီရာဒီမှာတော့နှစ်သိန်းလုံးကကျွန်တော်တို့အနိုင်ရှုံးပေါ်တဲ့ပွဲစဉ်တပွဲကိုများကျွန်တော်တို့တွေ့ရမလားပေါ့နော် PSG ကလည်းတက်လာတဲ့ကျွန်တော်ဒီအခု16သိန်းစင်နေမှာ quarter စင်နေမှာရောသူတို့ဒီနှစ်ကြော့ပေါင်းကစားတဲ့အချိန်မှာတေးပွဲမရှိဘဲနဲ့တပွဲနိုင်တပွဲရှုံးနေကျွန်တော်ဒီအချိန်မွေးပိုင်းထိရောက်တယ်တပွဲနိုင်တပွဲရှုံးနေကျွန်တော်ဒီအချိန်မွေးပိုင်းထိရောက်တယ်နောက်တပွဲဆိုရင်လည်းကျွန်တော်တို့ပထမအကြော်ရက်လက်အတာနဲ့ဒုတိယအကြော်မှာရှုံးနေခဲ့တယ်ဆို ပေမဲ့လေနောက်ဆင်းတက်နိုင်တယ်ဆိုတဲ့အနေအထားမှာဒီတစ်ချိန်မှာရောတေးပွဲတစ်ပွဲကိုဖော်ဆောင်သွားနိုင်မလားကျွန်တော်ဒီအဝေးကမှလာလို့ရှင်ပြန်ကစားချင်ဒါမှမဟုတ်ပဲအနိုင်ရှုံးပြတ်သားတဲ့ပွဲတစ်ပွဲများထပ်ပြီးတော့တွေ့ရမလားဗောနော်အဲ့လေပြန်ဆောင်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့ဒါထိတ်တိတ်တွေးဆမှုတွေမှာတော့အာဆင်နယ်အသင်းဘက်ကဒါအသာစီးရထားတာတော့ကျွန်တော်ညင်လို့မရဘူးဆိုတော့ဒီ2016တုန်းကဂရုစိတ်မှန်တွေးဆုံတုန်းကတော့ဒါနှစ်ပွဲစလုံးတေးရလဲထွက်ပေါ်အောင်ကစားနိုင်ခဲ့တာဖြစ်သလိုဒါကျွန်တော်တို့နောက်ဆုံးတွေးဆုံခဲ့တဲ့ဒီကျွန်တော်တို့ဒါလီဖစ်ပွဲစဉ်မှာလဲဒါကျွန်တော်အာဆင်နယ်အသင်းက2-6ပြည့်နဲ့အနိုင်ရရှိထားခဲ့တာဆိုတော့သူတို့ဒီဒါပါရစ်စ်ချာမင်း PSG အသင်းကိုဘယ်လိုအနိုင်ယ ူရမလဲဆိုတဲ့ပုံစံတစ်ခုတော့တို့တီကောင်းသိနေလိမ့်မယ်ဗျဒါကိုကျွန်တော်တို့ဒီတစ်ခေါက်ဆီမီဖိုင်နယ်မှာပါတည်ဆောင်လာနိုင်ခဲ့မယ်ဆိုရင်တော့ဒါအာဆင်နယ်အသင်းအတွက်ပိုမိုကောင်းမွန်တဲ့ chance တစ်ခုတော့ဖြစ်လာလိမ့်မယ်တစ်ဖက်ကဒါ Paris Saint-Germain အသင်းကတော့ဒါတို့အနေနဲ့ဒါရှေ့မှာကျွန်တော်ရော်ဒီရော်ရဲ့ကစားတဲ့ပုံစံလေးတွေကိုပြင်လာပြီးတော့အခုပြောခဲ့သလိုပဲ Premier League အသင်းတွေကိုခေါင်းခေါင်းကြော်ဖြတ်နိုင်နေဆိုတော့အနေထားတစ်ခုဆက်လက်ပြီးတော့သွားမလားဆိုတာလည်းကျွန်တော်ဆက်ချက်စောင့်ကြည့်ရမှာဖြစ်တယ်ဒီနှစ်သင်းစလုံးကဒါကျွန်တော် Champion League မှာဆိုရင်လည်းဒါ Super League ဒါကျွန်တော်အောင်မြင်မှုမရရှိသေးတာဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့ဒီယာဒီ Super League အောင်မြင်မှုအတွက်ဒါတော်တော် ်လေးကိုစားလောင်နေကြလိမ့်မယ်လို့ကျွန်တော်ခံစားရတယ်။ဒါကြောင့်ဒီပွဲစဉ်ကပိုပြီးတော့ကြည်ကောင်းမဲ့ပွဲစဉ်တော့ဖြစ်လာဖို့ရရှိနေရလဲဖြစ်ပါရဲ့ဗျ။ဟုတ်ကဲ့ပါခွေကျွန်တော်အာဆင်နယ်အသင်းနဲ့ဘယ်ရန်စင်ဂျာမင်အသင်းတို့ရှင်မြန်ကစားကြမယ့်ဒါဆီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါလူစင်းအင်အားပိုင်းဆိုင်ရာအရာမှာအာဆင်နယ်ဘက်မှာတော့ဒါကျွန်တော်တို့အဓိကကစားသမား ဒါတော်တော်များများလို့ပြောရမယ့်အနေအထားပေါ့နော်ဆိုတော့ဒဏ်ရာရရှိနေတာကျွန်တော်တွေ့ရတယ်တစ်ဖက်က Paris Saint-Germain အသင်းကတော့လုံးဝဒဏ်ရာကင်းစင်နေရဗျာဒါစီကျွန်တော်တော်တော်လေးကိုအန်အောဖို့ကောင်းနေတာရာသီနှောင်းပိုင်းရောက်တဲ့အချိန်မှာတော့ဒဏ်ရာကစားသမားပွဲပွဲကစားသမားတယောက်မှမရှိဆိုအနေအထား Paris Saint-Germain အသင်းကိုဒီနေ့ပွဲစဉ်မှာလည်းသူတို့အကောင်းဆုံးလူစင်ရဲ့အစုဖွဲ့တစ်ခုထုတ်လာနိုင်ရင်ရှိတယ်တစ်ဖက်က Arsenal အသင်းကတော့သူတို့ရဲ့အဓိကကစားသမားတွေတိုက်စစ်အစုဖွဲ့ဒါတွေကဒဏ်ရာရရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ခေါက်မှာဘယ်လိုပုံစံနေနဲ့ Paris Saint-Germain အသင်းကိုသူတို့ဒါကျွန်တော်တို့ရှင်းပြလာနိုင်မလဲပေါ့နော်ဆိုတော့အခုအမြင်လေးနဲ့ဒါကျွန်တော်လူထုတ် 啊、不，没有崩在那一片那边。 ဟုတ်ခဲ့ပါကိုကျွန်တော်ဒန်ရဆင်းရင်းနဲ့ကျွန်တော်လူထုပုံပြင်ပြီးကြည့်ရမှာဆိုဒန်ရဆင်းနဲ့ပိုးပဲပြစ်တယ်မှာတော့ PSG တင်ကလုံးဝတယောက်မှမရှိဘဲနဲ့ကျွန်တော်ဒန်ရဆင်းကင်းရှင်းနဲ့ပိုးပဲပြစ်တယ်နဲ့ကင်းရှင်းနေတယ်ဒါပေမဲ့တစ်ဖက်ကအာဆင်နယ်မှာတော့ဒီပွဲစဉ်မှာနည်းနည်းလေးကွင်းတဲ့ဘက်မှာနည်းနည်းလေးအားနှဲ့ချက်လေးတွေးရဖို့အနေထားလေးရှိတယ်အဲထုံးစံတိုင်းကျပြီးခဲ့တဲ့ပွဲစဉ်တွေမှာပါဝင်နိုင်တဲ့တက်ဆက်ပိုင်းကကျွန်တော်တို့ Gabriel Jesus တို့ပြီးတော့ထက် Kai Havertz တို့လည်းထပ်ပြီးလွဲချော်မှာဖြစ်တယ်လို့ခန်စင်ပိုင်းကလည်း Atomia Su တို့ Calafiori တို့ထပ်ပြီးတော့လွဲချော်မယ်အဲ့ဒါပြောမှာ Gabriel လည်းထပ်ပြီးတော့လွဲချော်ဖို့ရှိသေးတယ်ဗျအဲ့ဒါအောင်မှာကွင်းလယ်မှာကျွန်တော်တို့ Thomas Partey ကပြီးခဲ့တဲ့ကျွန်တော်တို့ quarter final အဆင့်ပွဲစဉ်မှာ ကျော်နေနှစ်ဝါပေါ့နော်ထီဝါရဲ့အတွက်ကြောင့်ဒီပွဲစဉ်ပထမအကြော့ပွဲစဉ်ပေါ့နော်ကျော်စီဖန်နဲ့ပထမအကြော့ PSG နဲ့ပွဲစဉ်ပွဲပယ်ပြစ်တဲ့ခံရမယ်အဲ့ဒါပြီးမှသူ့နေရာမှာဆိုရင်အစားဝင်မှုအတွက်ဂျော်ဂျင်ဟိုအသိရှိမှလည်းဂျော်ဂျင်ဟိုကလည်းဒဏ်ရာအနှဲငယ်ရရှိထားဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာပေါင်ဝင်မှုအတွက်ကမပေါဝင်နိုင်မှုရာခိုင်နှုန်းများနေပေါ့အဲ့ဒါကြောင့်မို့သူတို့ကကွင်းလယ်မှာရှိတာ Declan Rice ပဲရှိတော့တယ်ပြီးကျွန်တော်တို့ Mikey Mivino ကလည်းတိုက်စစ်ကိုဥဆောင်ပြီးကစားနေရတယ်ဆိုတဲ့အနေထားမှာ Mivino ကွင်းလယ်ပြန်စင်ကစားပြီးတော့တိုက်စစ်မှာများကျွန်တော်တို့နည်းနည်းလေးပေါ့ Trossard Martinelli Saka ဆိုတဲ့အတွက်ကိုပြန်တွေ့ရမလားပေါ့အဲ့ဒါလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့ကျွန်တော်ဖြစ်နိုင်ွယ်ကျွန်တော်ဒီ Arsenal င်ရဲ့ပထမဆက်တယောက် line နဲ့စင်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့သူတို့ဒီအရင်တော့အပြောင်းလဲလို့ကြီးမားရှိမှာမဟုတ်ဘူးအဲပြီးခဲ့တဲ့ကျွန်တော်တို့ real match ကိုအသာရခဲ့တဲ့ပွဲစဉ်ကအတိုင်းပဲ thomas party ပွဲပြပြတဲ့ခံထားရတဲ့အတွက်အဲ့နေရာမှာပဲအပြောင်းလဲရှိနိုင်အောင်ရှိနိုင်မယ်အဲ့တော့အပြောင်းလဲရှိကောင်းရှိလာနိုင်တဲ့နေရာကလည်း jordan over မကစားနိုင်တဲ့အချိန်ဆိုရင်တော့နည်းနည်းလေးတော့အခက်အခဲတွေဖြစ်လာနိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ number 9 room မှာကျွန်တော်တို့ခုနောက်ပိုင်းခြေစွမ်းပြပြီးတော့အသင်းနဲ့ကစားပွန်အံဝင်နေတဲ့မီယူတို့ကကွင်းလယ်စင်ကစားမယ်ဆိုရင် arsenal အသင်းရဲ့တိုက်စစ်ပိုင်းမှာနည်းနည်းလေးတော့အခက်အခဲလေးဖြစ်လာဖို့ရှိတယ်အဲ့တော့ကိုသမားနေရာပြန်ကြည့်ရမယ်ဆိုတော့ david rara ဘယ်ဘက်ချမ်းခက်စစ်မှာဆိုရင်တော့ကျွန်တော်တို့ lewis kelly ည ံပဲချမ်းမှာတော့ကျွန်တော် Julian Timber ခန်းစစ်အတွင်းလူနေမှာဆိုတော့ Kyrionas Sliver နဲ့ရှိမယ်အဲ့တော့ကွင်းလယ်တစ်ဖက်မှာတော့ပုံမှန်ကစားနေကြ Odigat Party Declan Rice နေရာမှာတော့ Odigat နဲ့ Declan Rice ကတော့ပုံမှန်တိုင်းရှိမှာဖြစ်ပေမဲ့ Thomas Party ရဲ့နေရာမှာဘသူဝင်ကစားမလဲပေါ့ Georgian Hotel အကြောင်းမကစားနိုင်ဘူးဆိုရင်တော့ Mickey Mayweather တို့ပဲပြန်ပြီးစဉ်းကစားဖို့ရှိမယ်အဲ့လိုမှမဟုတ်ရင်တော့နည်းနည်းလေးအပြောင်းလဲလုပ်ချင်ရင်တော့ကျွန်တော်တို့ Lewis Kelly တို့ပါတို့ကွင်းလယ်ထားကစားပြီးတော့ Beverage Chan ခန်းစစ်မှာ Sichuan ကိုတို့ပါကိုပြန်သုံးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပဲဒါမဲ့ဖြစ်နိုင်ခြင်းများတော့ Mickey Mayweather ကိုကွင်းလယ်ကိုပြန်စဉ်းကစားပြီးတော့ Number 9ရို့မှာတော့ Trossard ကစားလာပြီးတော့ Beverage Chan မှာ Martinelli ညဘက်ချမ်း မှာစကားကစားတဲ့ပုံစံမျိုးလေးပဲဖြစ်ပေါ်များပါတယ်ခင်ဗျာအဲတစ်ဖက်က PSG တင်းရဲ့ပြန်ပြီးတော့ကြည့်ရမယ်ဆိုတော့ PSG တင်းရဲ့လူစင်းရတော့တို့တို့မှာဘာမှအများကြီးတော့ကျွန်တော်တို့စုံစုံနေတာစားစရာမရှိဘူးဒန်ရကစားသမားကင်းတယ်ပွဲပြေနေတဲ့ကစားသမားကင်းတယ်အဲ့တော့တို့ရဲ့အကောင်းဆုံးဖြစ်နေတဲ့ form 17ရောက်ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်ကိုသမားနေရာမှာဒိုနိုရာမန်ဘေဘချန်ခန်စင်မှာတော့နူနိုမန်တက်ညံဘချန်ခန်စင်မှာတော့ဟာကီမီခန်စစ်အထူးနေရာမှာတော့ကျွန်တော်တို့ပါချိုနဲ့မာကွင်ဟိုးစ်နဲ့ကွင်းလယ်အတွက်ဖက်မှာတော့လိုအောင်ကောင်းကောင်းနဲ့ပွဲတိုင်းမှာကျွန်တော်တို့ကွင်းလယ်ပိုင်းအောင်အသာစီးရအောင်စုံမအောင်ကစားနိုင်တဲ့ဖေဘီယန်ရူးစ်ဗီတင်ဟာနဲ့ဂျောင်နီဗတ်စ်တို့ရှိလိမ့်မယ်ဗျ တိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့ဘက်ချမ်းမှာ coverage clear ညဘက်ချမ်းမှာတော့ Dori နဲ့ number 9 row မှာတော့ကျွန်တော်တို့ Dambili ဒါပေမဲ့ Dambili ရဲ့ number 9 row ဒါပြောတယ်ဆိုရင်လည်းသူတို့အသင်းရဲ့တယောင်ဒီတိုက်စစ်ကလည်း Arsenal need to ပဲဗျ number 9 row မှာပုံသင်မရှိဘဲနဲ့ Arsenal မှာဆိုလည်းကျွန်တော်တို့ Trossard Martinelli Saka ကစားရခါကြရင်အဆင်ပြေလို့ rotation လုပ်ပြီးလှည့်ကစားသလိုကျွန်တော်တို့ PSG ရဲ့တိုက်စစ်ကလည်း Dori Dambili coverage clear တော့အဆင်ပြေလို့လှည့်ပြီးကစားပြီးတော့ကျွန်တော်တို့ number 9ပုံစံမျိုးမဟုတ်ဘဲနဲ့ free ပုံစံမျိုးကစားတာတွေ့ရတယ်ဗျအထောင်တိုက်စစ်မှာကစားရကစားသမားအဲ့တော့ PSG ကတော့သူတို့အသင်းအကောင်းဆုံး၁၁ယောက်ဆင်းမဲ့ပွဲထုတ်လာဖို့ရှိသလို Arsenal အသင်းကတော့ Thomas Partey မပါ ဝင်နိုင်တဲ့ကွင်းလေဘက်မှာတော့အပြောင်းလဲရဲ့နိုင်ငံလေးလို့ဖို့ရှိမယ်။အဲ့တော့အိမ်ကွင်းမှာအာဆင်နယ်အနေနဲ့အသာစီးရရှိဖို့အတွက်ကိုအဆင်ပြေပါမလားပေါ့နော်။အဲ့လီပြန်ပြီးစောင့်ရှောက်ဖို့ရှိလို့ PSG အသင်းရဲ့ခြေစွမ်းပိုင်းကလည်းဒီ Premier League Club ပြိုင်ဘက်တွေဖြစ်တဲ့ကျွန်းလီဗာပူးတို့ Aston Villa တို့နဲ့ရှင်မြန်ကစားခဲ့တဲ့အဝေးဝင်းပွဲစဉ်တွေမှာလည်းပွဲစဉ်နှစ်ပွဲလုံးကိုတင်းကိုရရှိအောင်စောင့်ဆောင်ထားနိုင်ခဲ့တာဆိုတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်ပါလိမ့်မယ်မြတ်။ ဟုတ်ကဲ့ကွယ်ဆိုတော့လူစင်းအင်အားပိုင်းအရာကတော့ပုံမှန်ဆိုရင်တော့ဒါအာဆင်နယ်အသင်းအားလည်းဒါအကောင်ဆုံးဖောင်ပုံစံတစ်ခုပြသနိုင်တယ်ဆိုပေမဲ့လက်ရှိဒါဒဏ်ရာပြဿနာတွေကြောင့်ဒါအဓိကသောမတ်စ်ပါတီမပါဝင်လာနိုင်တဲ့ကွင်းလယ်ကဒါကျွန်တော်အနေငယ်များပြဿနာတစ်ခုဖြစ်လာနိုင်မလားပေါ့နော်။နောက်ကျွန်တော်တို့ဒါမာတင်နယ်လီထရော့ဆန်နဲ့တစ်ဖက်ကဆာကာဒီတိုက်စစ်အတွဲကိုလည်းကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရနိုင်ချေရှိတယ်။ဆိုတော့ဒီအဓိကကတော့ကျွန်တော်တို့ဒါကွင်းလယ်ဘက်မှာအနေငယ်အားနည်းသွားတာဖြစ်တယ်လို့ဒါတိုက်စစ်ဘက်မှာလည်းအထောင်တိုက်စစ်မှုမပါတဲ့ပြဿနာတစ်ခုကိုတော့အာဆင်နယ်အသင်းကဒီနေ့ပွဲစဉ်မှာရင်ဆိုင်ကစားရမယ်။နောက်ကျွန်တော်တို့အာဆင်နယ် န်သင်ရတွေကနိုင်ငံအားနည်းနေရဖြစ်တဲ့ကျွန်တော်တို့ဒါဗဲချမ်းခန့်စစ်ဘိုင်းမှာလဲဒါကျွန်တော်တို့တစ်ဖက်ကပယ်ရစ်ချာမင်းအသင်ကလည်းတောင်မန်ကစားသမားတွေနဲ့ပဲအကောင်းဆုံးကစားတာဖြစ်တဲ့အတွက်ဒါ rotation လုပ်ပြီးတော့ဒီနေရာနေပြီးတော့ထိုးဖောက်ဖို့အတွက်အလှည့်ကျပေါ့เนาะဆိုတော့ကစားသမားတဦးချင်းတယောက်ချင်းအဲ့လိုမျိုးကစားတဲ့ပုံစံမျိုးဆိုတော့ဒါအာဆင်နယ်အသင်ရဲ့ဒီကျွန်တော်ဗဲချမ်းခန့်စစ်ကတောင်းခံနိုင်ပါမလားဆိုလို့ကျွန်တော်တစ်ချက်စိုးရိမ်မိတယ်တစ်ဖက်ကပယ်ရစ်ချာမင်းအသင်ကတို့ရဲ့လူစင်းအင်အားပိုင်းကလုံးဝဒါကျွန်တော်ဒဏ်ရာလည်းကင်းစင်နေတာဖြစ်တဲ့အတွက်လူတိုင်းပါဝင်နိုင်တာဖြစ်တဲ့အတွက်ဒါနီးပြအတွက်အကြိုက်ဒါကျွန်တော်လူစင်းအင်အားတစ်ခုတော့ဖက် ပြီးတော့ထုတ်လာဖို့ရှိတာဖြစ်လို့ဒါပရင်စစ်ချာမင်းအတင်းရတော့တကယ်ဒါကျွန်တော်တို့အင်ပြေးအားပြေးနဲ့ဒါတကယ်ကြောကောင်းကောင်းမွန်မွန်ကစားနိုင်တဲ့ဒါလူစင်းတခုတော့ထွက်လာမှာဖြစ်ပြီးအာဆင်နယ်အသင်ဘက်မှာတော့အနည်းငယ်လေးအားနေချက်ရှိတယ်ဒါသည်ကျွန်တော်ဒီနေ့ပွဲစဉ်မှာအာဆင်နယ်ဘက်ကကျွန်တော်စိုးရိမ်မိတဲ့အချက်ပေါ့ဆိုတော့အဓိကတော့ကျွန်တော်လူစင်းအင်ရပိုင်းဆိုင်ရာအရာမှာအာဆင်နယ်ကဘလောက်ပဲဒဏ်ရာပြဿနာတွေရှိနေပါရဲ့ပြောပြောသူတို့ရဲ့ဒါကျွန်တော်လူစင်းအစုအဖွဲ့ကအရင်ပြောင်းလဲဖြစ်သွားတာမျိုးတော့မဟုတ်သေးဘူးပြဆိုတော့ဒါသူတို့လည်းအကောင်းဆုံးကစားနိုင်တဲ့အနေထားမှာတော့ရှိပါသေးတယ် ဟုတ်ကဲ့ပါဘွေကျွန်တော်ချန်ပီယံလိဆီမီဖိုင်နယ်ဖြစ်ရှင်မန်ကစားကြမဲ့အာဆင်နယ်အသင်းနဲ့ပဲရစ်စင်ဂျာမန်အသင်းတို့ရဲ့ပွဲစဉ်မှာလက်ရှိအနေအထားတွေအရာတော့ဒါအာဆင်နယ်အသင်းဘက်ကတော့ပိုပြီးတော့ဖောင်ပုံစံကောင်းတစ်ခုတိစောက်ထားနိုင်လို့ခံစားရတယ်။ပဲရစ်စင်ဂျာမန်အသင်းကလည်းတရားသီလုံးစွာသူတို့ရဲ့လိဂ်မှာတော့တကယ်အကောင်းဆုံးဆိုတဲ့ပုံစံတစ်ခုဒါခြေစွမ်းကောင်းတစ်ခုတော့ပြသထားနိုင်တယ်ဆိုပြီးမှချန်ပီယံလိမှာတော့သူတို့ရဲ့ရလာပိုင်းဆိုင်ရာအရာနည်းနည်းကမောက်ကမဖြစ်နေလို့ကျွန်တော်ခံစားရတယ်။ဒါကဒီနေ့ပွဲစဉ်မှာလာပြီး effect ဖြစ်လာမလားဆိုတော့ကျွန်တော်စက်ဆောင်ကြည့်ရမယ်။အာဆင်နယ်ဘက်ကအားနည်းချက်ကတော့လူစင်းအနေငယ်အပြောင်းလဲဖြစ်သွားမယ်။အာ ခုတော့ရှိတယ်ဆိုတော့အကိုရဲ့အမြင်အရဒီနေ့ပွဲစဉ်ကအာဆင်နယ်အသွင်းထွက်ဖြစ်လာမလား PSG အသွင်းထွက်ဖြစ်လာမလားနောက်ကိုရလက်လေးလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော်ပထမအောင်ဆုံးကျွန်တော်တို့ပြန်ပြီးကြည့်ရမယ်ဆိုရင်တော့အာဆင်နယ်တင်းကတော့နောက်ဆုံး၁၂ပွဲစတိုင်းမှာတော့ရှုံးဝက်မရှိဘူးကျွန်တော်တို့တေးပွဲနဲ့နိုင်ပွဲတွေတောက်လျှောက်ရထားတယ်ပေါ့တခုပြန်ပြီးစဉ်းစားရမှာအာဆင်နယ်ကကျွန်တော်တို့ဒီချန်ပီယံလိမှာကြောဖြတ်လာတဲ့အသင်းတွေက PSV နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ပြောရမယ်ဆို PSV ကိုကျွန်တော်ပထမကြောကိုပြတ်နိုင်လိုက်တယ်ဒုတိယကြောမှာတေးကျသွားတယ်အဲ့တော့ PSV ကအရင်ကတော့ကျွန်တော်တို့ပြောရမယ်ဆိုချန်ပီယံလိမှာအရင်အဆိပ်ရှိတဲ့အသင်းမဟုတ်ဘူးအသင်းကြီးတသင်းတော့မဟုတ်ဘူးပြဖြင်းပြင်းအသင်းအလယ်လက်အဆင့်အသင်းတော့ပဲရှိရနေတာပေါ့နောက်တစ်ခုကကျွန်တော်တို့ Real Madrid ကိုနှစ်ကြောလုံးနိုင်နေတာတော့တော်တော်လေးအာဆင်နယ်အတွက်ကအတက်စီရဖြစ်သွားတယ်ဒါပေမဲ့ Real Madrid ရဲ့ဒီရာသီခြေစွမ်း မ်းမန်းရတယ်နည်းနည်းလေးတော့ကျွန်တော်ပြောမယ်ဆိုရင်မေခွန်းထုတ်เสียအနေထားမှာအာဆင်နယ်နဲ့တော်လုံးနိုင်နေတာအာဆင်နယ်ပဲအရင်ကြီးတကယ်ကောင်းနေလို့လားဒါမှမဟုတ် Real Madrid ပဲပုံမှန် Real Madrid မဟုတ်လို့ဆိုတဲ့အနေထားကြောင့်မလားပေါ့နော်အဲ့လေပြန်ပြီးစဉ်းစားဖို့ရှိမှာပေါ့အာဆင်နယ်ရဲ့ Premier League ရလက်တွေကိုတိတ်ပြီးတော့ကျွန်တော်အားရစရာမရှိဘူးဗျာဒါကလည်းအာဆင်နယ်အနေနဲ့ဒီရဒီမှာ Premier League မှာ Liverpool နဲ့အမတ်ကွာဟာချက်တော်လေးကြီးမားသွားလို့ Premier League ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်တို့နည်းနည်းလေးကစားအားချပြီးတော့ Champions League ပွဲစဉ်တွေကိုပဲအအောင်ဆိုင်ပြီးကစားရလေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမမဟုတ်ပဲね Premier League မှာလည်းတကယ်တာအအောင်ဆိုင်ပြီးကစားခဲ့ရတဲ့ဒါနဲ့ခက်ခဲတဲ့အသင်းတွေကစားဖို့ကောင်းတဲ့အသင်းတွေစုစုစည်းစည်းကစားတတ်တဲ့အသင်းတွေနဲ့ဆိုရင်ရလ က်ပိုင်းနည်းနည်းလေးဆိုးရွားနေတာဆိုတာလားတော့ပြန်ပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာစောင့်ကြည့်ရဖို့ရှိမှာပြ။ PSG ကတော့ဒီအသည်မှာလီကူရောမှာလည်းတောက်လျှောက်ရသည်ဒီရသည်တစ်လျှောက်ပေါ့နော်ခြေစွမ်းနေကောင်းခဲ့တယ်ခြေစွမ်းပြခဲ့တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ကျွန်တော် Nice နဲ့နောက်ဆုံးပွဲစဉ်မှာ၃ခုတခုနဲ့ရှုံးလိုက်နေတယ်ဆိုတဲ့အနေထား PSG လည်းကျွန်တော် Arsenal နီးတူပဲသူတို့လီကူကမှာနည်းနည်းလေးများအအောင်ဆက်ဆက်မှုရော့သွားတာလားဒါမှမဟုတ်ပဲသူတို့ပဲတကယ်ကန်းရင်သားနဲ့မနိုင်လိုက်တာလားဆိုတဲ့အနေထားလေးပေါ့နော်။ဘာလို့လဲဆို PSG ကကျွန်တော်ဒီနောက်ဆုံးနှစ်ပွဲဆက်တိုက်ကျွန်တော်လီကူကမှာမနိုင်ခဲ့ဘူး။နောက်ဆုံးနိုင်ခဲ့တဲ့ပွဲကတော့ Liverpool ကို2-1နဲ့ကတ်နိုင်တဲ့ပွဲပဲရှိတယ်။အဲ့မတိုင်ခင် Villa ကိုလည်း3-2နဲ့ ုံးနဲ့ရှုံးတယ်အဲ့တော့နောက်ဆုံးကံပေါ်မှာဆို PSG ရဲ့ခြေစွမ်းပိုင်းကကျွန်တော်ဒီအရင်ကျွန်တော်တို့ Villa နဲ့မတွေ့ခင်တော့က PSG Liverpool တို့ဘာတို့တောက်လျှောက်ချော်ပြခဲ့တဲ့ PSG ဆိုတဲ့အနေထားမှာမဟုတ်ပဲနဲ့နောက်ဆုံး၅ပွဲမှာ၂ပွဲပဲနိုင်တယ်၂ပွဲတိရှုံးပြီးတော့တပွဲတည်ကြတာရဲဆိုတဲ့အနေထားပြနောက်ဆုံး၄ပွဲမှာဆို Liverpool ကိုအိမ်ပွဲမှာနိုင်တဲ့ပွဲတစ်ပွဲပဲရှိခဲ့ရဆိုတဲ့အနေထားလေးဖြစ်သွားတယ်အဲ့တော့ဒီနှစ်သင်းတွဲဆုံတဲ့အချိန်မှာတော့နည်းနည်းလေးကျွန်တော်ဒီပြန်ပြီးတော့စဉ်းစားရရှိတာနှစ်သင်းလုံးက၄ပွဲတွေမှာပေါ့နော်ကျွန်တော်အာယုံစစမှုအပြည့်ဝနဲ့မကစားတော့ပဲနဲ့ရက်လက်ပိုင်းရာဒီရက်လက်ပိုင်းဆိုင်ရာနေဆိုးွားသွားတဲ့အနေထားလေးညဖြစ်လာနေလားပေါ့အဲ့တော့ဒီနှစ်သင်းလုံးကဒီ Champions င်းလေးကိုပဲအောင်ဆိုင်ထားရတဲ့အနေဒါဖြစ်လာပြီအဲ့တော့ပွဲပတ်မှုဒဏ်ဒီမှာလည်းကျွန်တော်ပြောရမယ်ဆိုနှစ်သိန်းတော့တော့အရင်ကြီးလိုခန်းတာမရှိတော့ဘူးအာဆင်နယ်ဆိုလည်းပြီးခဲ့တဲ့ဂျာရက်မှာရှင်မြန်ကစားခဲ့တဲ့ခရစ်စတယ်ပယ်လင်းနဲ့ပွဲစဉ်နဲ့အပြီးမှာကျွန်တော်စင်ရီတိုနဲ့မှာပရီးမီးယားလိပွဲစဉ်မှာကစားရပဲနဲ့နိုင်ရဖြစ်ွားရထားတယ်အဲ့လိုပဲ PSG ရဲ့ဒီတရားစီလုံးကျွန်တော်တို့လီဂူဝမ်မှာတသောတသာနဲ့သူတို့ကစားသမားအင်အားအကျော်ဖြတ်လာရတဲ့အနေထားမှာတော့ဒီပွဲစဉ်မှာလည်းသူတို့ရဲ့လူစင်ရဲ့အပြေးအဝါကိုတုံးပြီးတော့အင်ပြအပြေးကစားနိုင်အောင်ပါဗျအဲ့တော့ဒီနှစ်သိန်းလုံးကလည်းကျွန်တော်တို့ချန်ပီယံလိမှာဆိုရင်လည်းဒီအရာဒီသူတို့ရဲ့ပထမအဦးဆုံးချန်ပီယံလိဆူပလာမျောလင်းကြော်တဲ့တိုက်ပွဲဝင်ရမယ့်အနေထားမှာတော့ပထမကြော့မှာတော့ PSG ကလည်းအဝေးဝ င်းပွဲစဉ်ဖြစ်နေရတဲ့အညီအာဆင်နယ်အသင်းကိုကျွန်တော်တို့ဖိဖိစီစီကစားတာဖြစ်ပေမဲ့လည်းကျွန်တော်အပြီးခဲ့တဲ့အက်စတွန်ဗီလာနဲ့ပွဲစဉ်တို့လီဗာပူးနဲ့ပွဲစဉ်တို့လိုမျိုးတပွဲလုံးအသာစီးရရှိပြီးတော့ကစားဖို့အတွက်တော့နည်းနည်းလေးတော့ခက်ခဲလိမ့်မယ်ဘာလို့အာဆင်နယ်အသင်းရဲ့အစုဖွဲ့နဲ့အာဆင်နယ်အသင်းရဲ့ကစားသမားအဲကျွန်တော်တို့ဒီအခု ဒီအနိုင်ရည်တွေရထားတဲ့အနေအထားမှာလည်းကျွန်တော်တို့နည်းနည်းလေးတော့ PSG နေနဲ့ပြီးခဲ့တဲ့ပွဲစဉ်နဲ့လောက်တော့လွယ်ကူမဲ့ပွဲစဉ်တွေပွဲတော့မဟုတ်ဘူး Arsenal ကလည်း Real Madrid ကိုနှစ်ကျော်လုံးအနိုင်ယူရှိအနိုင်ယူလာပြီးတော့ကျော်ဖြတ်လာခဲ့ရတဲ့ဆိုရဲအနေအထားမှာသူတို့အသင်းရဲ့ကစားသမားရဲ့စိတ်သက်ပိုင်းဆိုင်ရာမှာလည်းဒီပွဲစဉ်မှာထပ်ပြီးတော့ PSG ကိုအိမ်ဝင်းမှာအနိုင်ရရှိဖို့အနိုင်ရရှိခဲ့ရဆိုတော့ကျွန်တော်တို့ Real Madrid နဲ့ပွဲစဉ်လိုပဲပေါ့နော်ကျွန်တော်တို့ရရင်ရတော့ကုသင်းကိုတွေရရှိအောင်တွင်းယူဖို့အတွက်ဆွတ်ဆောင်လာမှာတော့အမှန်မဲ့ဒါမဲ့ PSG အသင်းရဲ့ချူစမ်းပိုင်းကလည်းအရင်ကတော့ short လို့မရတဲ့အနေအထားမှာတော့နှစ်သင်းလုံးကတော့အမားလေးတွေစောင့်ပြီးတော့ကစားမယ်အလွန်အကျွံတိုက်စစ်ကိုပွဲစားရဖွင့်ပြီးကစားရဆိုတာတဲ့တသိန်းနဲ့တသိန်းအမား ားဆောင်ကစားရင်းထဲမှာအကဲကျွန်တော်ဒီဘောလုံးကင်ထားတဲ့အတင်းကကွင်းလယ်မှာဘောလုံးလူပေးမားတာပဲဖြစ်ဖြစ်ခန်းစပိုင်းကလူပေးမားတာပဲဖြစ်ဖြစ်အဲ့ဒီအမားတွေကိုအခွင့်အရေးယူပြီးတော့တွင်းကိုရရှိအောင်ဆောင်ကစားမယ်ဆိုတဲ့အနေထားမှာတော့ကျွန်တော်တို့ဒီပွဲစဉ်မှာတွင်းကိုတွေအများကြီးတွေ့ရမဲ့ပွဲစဉ်တစ်ပွဲလို့တော့မထင်မိဘူးဗျအဲ့တော့ရက်လက်ပိုင်းအနေရနဲ့တော့ PSG ကတော့ကျွန်တော်အဝေးကွင်းမှာအနိုင်များရှိခဲ့တယ်ကတော့အနည်းဆုံးတေးရက်လက်တစ်ခုကြောက်ရရှိအောင်ထင်းကစားမဲ့အနေထားမှာတော့ Arsenal အနေနဲ့ PSG နဲ့တိုက်စစ်ကိုလည်းတော်တော်လေးကိုကျွန်တော်တို့ထိန်းချုပ်ကစားရမယ်တေချာလေးဂူးဆိုင်ပြီးကစားမှာဖြစ်တဲ့ကြောင့်တိုက်စစ်ကိုအရင်တော့အလုံးချုံလိုက်ပါကစားလို့မရဘူး PSG တဲ့ရဲ့ကစားပုံရလဲအတင်းအစုဖွဲ့အလိုက် က်ဆယ်ယောက်လုံးကကျွန်တော်တို့တေးသေးချာလေးအတက်တူ defend မှာတေးချာကွန်ပတ်မိမိနဲ့ကစားနိုင်တယ်လို့ကိုသမားဒိုနူရာမန်ကလည်းကျွန်တော်တို့မထင်မထင်လို့လက်ဆွမ်းကောင်းတွေပြတ်တက်တယ်ဆိုတဲ့အနေထားမှာတော့ Arsenal အနေနဲ့လည်းဒီပွဲစဉ်မှာအနိုင်ရရှိခဲ့ရဆိုတော့ကိုပြတ်နိုင်မွဲတွေတွေကတ်နိုင်တဲ့ပွဲစဉ်တွေပဲဖြစ်ပေါ်များတယ်အဲ့တော့ဒီပွဲစဉ်ကတော့ဖြစ်နိုင်မွဲရလက်ကိုရလက်ကိုခံမန်းဆိုရင်တော့နှစ်သိန်းပေါင်း3ခုကကျွန်တော်တို့3ခုနဲ့အထက်မှာတော့ရှိစရာအကြောင်းတော့မရှိဘူး3ခုနဲ့အောက်မှာပဲရှိဖို့များတယ်တေချာခဲ့မယ်ဆိုရင်တော့တစ်ဖက်ကိုတကိုးစီအဲ့လိုမှမဟုတ်ပဲနဲ့အနိုင်ဆိုတော့ Ancient Arsenal မှာတော့နည်းနည်းလေးတော့ရာခိုင်နှုန်းပို့ပြီးတော့များနေတယ်ဖြစ်နိုင်မွဲရလက်ကတော့ Arsenal နိုင်ခဲ့မယ်ဆိုတော့1021နဲ့ဖြစ် ်နိုင်ဖို့အများဆုံးရလက်ကတော့တစ်ဖက်တကူးစီဆိုရရလက်ကဖြစ်ဖို့အတွက်တော်တော်လေးရကနုံများတဲ့ပုံစံတွေပေါ်လို့ကျွန်တော်ထင်မိပါတယ်ခင်ဗျ။ဟုတ်ကဲ့ကွ။ဆိုတော့ဒါရှေပိုင်းရခြေစွမ်းတဲ့အရာကြည့်မယ်ဆိုတော့ promotion ဂျာမန်အသင်းကတရားသီလုံးစွာတည်ငိမ့်တဲ့ခြေစွမ်းတချို့တော့ပြသထားတယ်။ဒါပေမဲ့တစ်ဖက်ကဒါကျွန်တော်တို့ Champion League ရဲ့ဒါကျွန်တော်တို့ဒါ Leafs မှာဆိုရင်လည်းဒါ Arsenal အသင်းကိုသူရှုံးနေခဲ့တဲ့အမျိုးတွေနောက်ကျွန်တော်တခြားရှုံးနေခဲ့တဲ့အသင်းမျိုးတွေလည်းရှိသလိုနောက်ကျွန်တော်တို့ရှုံးထွက်အဆင့်တွေမှာလည်းသူတို့အနေနဲ့နှစ်ကျော်စလုံးနိုင်တယ်လို့ပုံစံကောင်းပြပြီးတော့ဒါကိုပြည့်ခြေပြန်းနဲ့နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းနေဆိုတာမျိုးကနည်းနည်းရှားပါးတဲ့အနေထား တစ်ခုလို့ကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်။တစ်ဖက်ကဒါအာဆင်နယ်အသင်းကတော့ဒါလက်ရှိအချိန်မှာသူတို့ရဲ့ခြေစွမ်းတည်ငြိမ်နေလို့ကျွန်တော်ပြောရမှာဗျ။ဒါသည်ကျွန်တော်တို့ဒါနောက်ဆုံးဒါပရီးမီယာလိဘွယ်စင်တွေကိုသွားကြည့်တယ်ဆိုရင်တော့မှပဲဒါသူတို့ကဒါအရင်အာယုံမစိုက်တော့ဘဲနဲ့ဒါချန်ပီယံလိကိုပဲအာယုံပြေဝါစိုက်တယ်ဆိုရင်အနေထားမှာတော့မှပဲသူတို့ရှုံးပွဲဒါကြုံတွေ့ရတာမျိုးတော့မရှိသေးဘူးဗျ။ဒါသည်ကျွန်တော်အာဆင်နယ်အသင်းအတွက်အနေငယ်ဒါကျွန်တော်တို့သူတို့ရဲ့ကစားသမားတွေရဲ့စိတ်တက်ပိုင်းဆိုင်ရာအရာဒါပြင်းပြနေမှုဒီရာသီမှာသူတို့ရဲ့ဒါဆူပလာစာလောင်နေမှုပေါ့နော်ဆိုတော့ဒီလိုပဲပြောရမယ်။ဆိုတော့အာဆင်နယ်အသင်းကတော့ဒီရာသီဒါသူတို့အနေနဲ့ဒါ ချန်ပီယံလိဖလာယူပထမအုပ်ဆုံးခိုင်မြောက်ဖို့အတွက်ဒါအကောင်းဆုံးအနေထားရောက်နေပြီလားဆိုတာကစမ်းသပ်ရမယ့်ပွဲစဉ်တပွဲဖြစ်လာသလိုတစ်ပတ်ကပရင်စစ်ဂျာမင်အသင်းကလည်းဒါဟိုးအရင်တွေကဒါကျွန်တော်တို့ဒါမက်ဆီတို့ဒါကျွန်တော်နေမာတို့ခက်ခတဲ့ကဒါတို့အနေနဲ့ဒီချန်ပီယံလိဆူဖလာကိုရရှိဖို့အတွက်ဒါတို့အကောင်းဆုံးကြိုးစားခဲ့ရအခုချိန်ထိဒါမဖြစ်နိုင်သေးဘူးဆိုတဲ့အနေထားတစ်ခုပေါ့နော်ဆိုတော့တို့ဒီနှစ်မှာတော့တို့အဲ့ဒီအနေထားတစ်ခုပြောင်းပြန်လှန်ပြီးတော့ဒါပရင်စစ်ဂျာမင်အသင်းကလည်းချန်ပီယံဆူဖလာကိုကင်မြောက်နိုင်ဖို့အတွက်တို့အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့အနေထားတစ်ခုမှာဒီနှစ်သိန်းထိတိုက်တွဲဆိုမှု ကဒီတစ်ခေါက်ကအာဆင်နယ်အသင်းရဲ့အိမ်ခွင့် ဆိုတော့အခုပြောခဲ့သလိုပဲအရင်ကြီးကျွန်တော်တို့ဒါတိုက်စစ်ပြီးရင်တိုက်စစ်တိုက်စစ်ပြီးရင်တိုက်စစ်ဆိုတာကတော့ကျွန်တော်တို့ဒါဖြစ်လာနိုင်မယ်လို့မထင်ဘူး။ဒါပေမဲ့ချန်ပီယံလိပွဲစဉ်တွေရဲ့ထုံးစံအတိုင်းချန်ပီယံလိဒါအသင်းတွေရဲ့ထုံးစံအတိုင်းပေါ့နော်။ဆိုတော့အဓိကနှစ်ဖက်စလုံးဒါသူတိုက်ကိုတိုက်ကစားပြီးတော့ပဲဒါပွဲကောင်းတပွဲအဖြစ်ရသအပြေဝါနဲ့ဖြောပြေသွားမဲ့ပွဲစဉ်တပွဲဖြစ်လာမလား။ဒါပေမဲ့သူတိုက်ကိုတိုက်ဒါကျွန်တော်တို့ဒါပွဲကောင်းတပွဲဖြစ်လာခဲ့သည်ရှိတော်တော်မှာပဲကျွန်တော်အရင်ကြီးဂိုးပြက်ရလက်ကြီးတခုတော့ကျွန်တော်ထွက်ပေါ်လိမ့်မယ်လို့မခံစားဘူး။ဆိုတော့ဒါပထမအကျော်လည်းဖြစ်တယ်။ဆိုတော့အနေထိန်းစောကြမဲ့ပုံစံလေးကိုတော့ကျွန်တော်တို့ခံစားမိတယ်။ ဆိုတော့အခုပြောခဲ့တယ်လို့ပဲဒါတရေရလက်ကဖြစ်နိုင်ခြင်းရှိတဲ့ရလက်ဖြစ်တယ်ဆိုတော့ဒါ11ဒါကျွန်တော်တို့ဒါ22လောက်ထိရတော့သွားဖို့ရတာကျွန်တော်တို့အရင်ကြီးဒါမျောလင်းလို့တော့မရအောင်လို့ခံစားရတယ်ပေါ့ဗျာဆိုတော့ဒါတရေရလက်ဆိုရင်တော့11အနိုင်ဆိုရင်တော့ကျွန်တော်အာဆန်နယ်ဘက်မှာတော့ပို့ပြီးတော့နေခြင်းတယ်ဒီတစ်ခေါက်ဒါကျွန်တော်အင်ကွင်း

ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ Champions League Semi-final အဆင်ရပထမအကြော့ပွဲစဉ်ဖြစ်အခုလာမယ့်အင်္ဂါနေ့ညတနာရီခွဲမှာ Arsenal နဲ့ PSG အသင်းတို့ကရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Arsenal အသင်းနဲ့ Paris Saint-Germain အသင်းတို့ရှင်မြန်ကစားကြမယ့် Champions League Semi-final အဆင်ပထမအကြော့ပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ